လူတိုင်းဟာကိုယ့်အကြောင်းကိုယ်သာသိဆုံးဖြစ်ကြပါတယ်ထောက်ပြဖို့တန်းဘယ်တော့မှမလဲလို့စောက်ကြည့်နေကြတဲ့ပဝင်ကျင်းကလူတွေကိုအခုနောက်ပိုင်းကယူမဆိုင်ဖြစ်တော့ကိုယ်တမိုင်လှဖို့တခုပဲရွေးဖြစ်တော့တယ်သူများကဝေဖန်လေကန်တာတွေကိုလိုက်ခံစားနေမှုအချိန်တွေပေါ်မနေကြဘူးမဟုတ်လား ဘယ်သူအကြောင်းမှစိတ်ဝင်စားချိန်လည်းမရခဲ့ဘူးကို့အကြောင်းနဲ့ကိုတော့အချိန်မလောက်လာတော့အဲ့ဒီလိုပဲသူများအကြောင်းအပုတ်ချလိုက်ပြောဘူးလေအချိန်တွေပို့မနေပြန်ဘူးပေါ်လိုက်မြုပ်လိုက်ဖြစ်နေတယ်ကိုကိုကိုပဲအယုံစိုက်ဖြစ်လာတယ်လူဘဝဆိုတာတူတူလေးရပါလူတိုင်းမှာအမှားတွေရှိတယ် အားနည်းချက်တွေရှိမယ်။အမြဲတမ်းမှားမနေဘူးနဲ့အမြဲတမ်းရှုံးမနေဖို့သာအရေးကြီးဆုံးဖြစ်ပါတယ်။အမှန်တွေဖြစ်လာဖို့နဲ့အောင်မြင်မှုတွေရလာဖို့ကိုယ်တိုင်စူးစမ်းတတ်ဖို့ပါပဲ။စူးစမ်းရေးဖို့ပါပဲ။